မင်္ဂလာပါရှင်စေပညာလောကထဲမှာလေတခါလေကြုံရကတ်တဲ့ရှုပ်ထွေးနှဲနှဲတဲ့ယောဂလက္ခဏာတွေကုသမှုတွေရဲ့စိန်ခေါ်မှုတွေရှိတယ်ပေါ့ဒီနေ့အဲ့ဒါတွေကိုအတူတူလေ့လာကြည့်ကြအောင်ပါဟုတ်ကဲ့ပါခင်ဗျာကျမတို့လက်ထဲမှာရှိနေတဲ့ဒီစေပညာကိတ်စလေးလာမှုတွေမဆုလေးလဲကနေအဓိကကြတဲ့အသိပညာတွေကိုထုံနှုတ်ပြီးတော့လေစိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ပေးသွားမှာပါမှန်ပါတယ်ဒီနေ့ အဓိကဆွေးနွေးသွားမှာကတော့နားလဲရခက်တဲ့နာရာရှည်နာကျင်မှုမျိုးတွေပေါ့ပြီးတော့တောက်တုံးနေရတဲ့ဆေးဝါးတွေကနေမထင်မပဲဖြစ်လာတဲ့ဘေးထွက်ဆိုးကျိုးတွေဟုတ်ကဲ့လူနာတယောက်ရဲ့ယုံကြည်မှုသူ့ရဲ့နေထိုင်မှုပုံစံတွေကိုဘလော့အချီထဲစင်းစားဖို့လိုအပ်တယ်လဲဆိုတာနောက်ပြီးတော့အသက်အရွယ်ကြီးရင်လာတဲ့သူတွေကိုဆေးဝါးနဲ့ကုသတဲ့အခါမှာပေါ့လေအထူးတတိပြုရမယ့်အချက်တွေဒါတွေပဲဖြစ်ပါတယ်อืม ရည်ရွယ်ချက်ကတော့ဒီလိုတခုနဲ့တခုမတူတဲ့အစေးဖိညာအခြေအနေတွေနဲ့အရေးကြီးတဲ့သင်ခန်းစာပဲအတွေးမြင်တို့ရယူနိုင်ဖို့ပါပဲကဲဒါဆိုရင်တော်တော်လေးနားလည်ရခက်တယ်ဆိုရက်နားကျင်မှုဝေဒနာတခုနဲ့စလိုက်ကြရအောင်လားကောင်းပါပြီပရမဆုံးအနေနဲ့အသက်60ရဲ့အရွယ်အမျိုးသမီးကျိုးရဲ့အဖြစ်ကိုကြည့်ရအောင်သူကလွန်ခဲ့တဲ့6လလောက်ကပေါ့ပန်းချန်ထဲမှာနန်းရဲနင်းလေးတစ်ခုကိုခရုတိုက်မိကအဲ့ဒီနင်းဘဲဘဲလက်ကောက်ဝဲကျိုးသွားခဲ့တယ်ဟုတ်ပါတယ်ကြပါသည်6ဘလောက်စီးလိုက်ရတယ်ပြီးတော့ အယိုးကတော့ကောင်းကောင်းပြန်ဆက်သွားပြီလို့ဆိုရဲခင်ဗျာဒါပေမဲ့ပေတနာကအဲ့မှာမပြီးသွားဘူးဆိုတဲ့သဘောလားဟုတ်တယ်လွန်ခဲ့တဲ့မဲပလက်ကစပြီးတော့လေသူ့ရဲ့ဘဲဘဲလက်မောင်းတစ်ခုလုံးမှာမခမရောက်နိုင်အောင်ပူလောင်ပြီးနားကျင်နေတော့တာပဲဟင်လက်မောင်းတစ်ခုလုံးဆိုတော့တကယ်ကိုဆိုးဆိုးရွားရွားခံစားနေရတာပါသူပြောပြတာကဖခုံးကနေလက်ချောင်းတွေအထိတချောက်လုံးနားတယ်ပူလောင်နေတယ်အထုတစ်ဖြစ်ညဘက်တင်မှာပူဆိုးတော့အဲ့လိုတောင်မရဘူးတဲ့အိမ်မရတဲ့အထိဆိုတော့တော်တော်ဆိုးမှာပဲအာဟုတ်တယ် လမောင်းကယောင်နေတယ်လို့အေးပြားယောင်ကလည်းပျောက်ကြားဖြစ်နေတယ်လို့ခန်းစားရတယ်လို့ဆိုတယ်။အစ်စ်လှုပ်ရှားမှုနေလို့ရင်လည်းနာကျင်အဆိုးဆုံးကပါလဲဆိုတော့လေလမောင်းအေးပြားကိုအဝတ်စားလေးနဲ့ထီတာတော့အရနာလို့တယ်ဟာဟုတ်တယ်တိုးမွေးလို့အနှွေးထည်တယ်မထီအောင်ခြီသားလက်ရှည်ကိုအတွင်းကခံဝှထားရတယ်ဆိုပဲကြားရလာတော့ကြက်တီးထည်တယ်နော်လကောက်ဝှကြိုးတာလေးကနေဒီလောက်အထိဆိုးသွားလား တမထချမ်းကျမ်းမရဲ့ပြဿနာအခါနေရောရှိသေးလားရှင်။တမတွေ့တို့ရောပါရှိတယ်။ပြီးတော့စေကြယောဂအတွက်စေကူတာမှုခံယူနေတဲ့ယာစုဝင်တို့ရှိပါတယ်ခင်ဗျာ။ဒါပေမဲ့ဘီလက်ကဝစ်ကျိုးတာကလို့ရင်ကချားဖြင်းထန်းတဲ့ထိခိုက်တံရရတာမျိုးရေယုံပေါက်တာမျိုးတော့မရှိဘူး။လေပင်နဲ့တောင်းတာလောက်ပဲရှိတယ်။အင်းဆရာဝန်ကစံကြည့်တော့ရောပါတယ်တွေ့လဲ။ဆရာဝန်ကစံတက်ကြည့်တော့ လမောင်းကိုအတာလေးတိုးထီတာနဲ့ကိုအလွန်မင်းနာကျင်လေတာတွေ့ရတယ်။ဒါကိုစစ်ပညာရအလိုဒီညာလို့ခေါ်တာပေါ့။အလိုဒီညာအထီးမခံနိုင်တာ။ဟုတ်ပါတယ်။ဒီလိုအထီးမခံနိုင်တဲ့လက္ခဏာတွေကလေအရေပြားအာယုံကျော်အပိုင်းအလိုက်ဆိုလိုတဲ့ကကြောယိုးအာယုံကျော်တခုတည်းကထော့ပန်တဲ့အရေပြား area ပုံစံမျိုးဒါမတွန်းအဲ့လိုမျိုးလည်းမဟုတ်ဘူးဟုတ်ကဲ့ဒါမှမဟုတ်တီချာအာယုံကျော်တစ်ခုရဲ့လမ်းကြောင်းအတိုင်း peripheral nerve distribution ဖြစ်တာမျိုးနဲ့လည်းပုံစံမတူပြန်ဘူးဒါပေမဲ့ကြွတားအားတို့တွန့်ပြန်မှုတို့ကတော့ပုံမှန်ပဲလမောင်းတစ်ခုလုံးပူပြီးနာတဲ့အထိမခံမှုဆိုတော့အာယုန်ကျော်ကြီးကြီးမားမားထိခိုက်တာမျိုးစဉ်းစားမိလေဒါမဲ့ထိခိုက်တန်ရာကလက်ကောက်ဝင်မှာပဲလေအဲ့ဒါဘယ်လိုဆက်ဆက်နေလဲဆိုတော့စိတ်ဝင်စားစရာပဲယောဂါရှာဖို့တော်တော်ခက်မှာပဲနော်တကယ်ကိုစင်ခေါ်မှုတစ်ခုပါပဲဆရာဝန်ကသွေးစစ်ဆဲမှုလေအတော်များများလို့ကြည့်တယ်ဥပမာစီးချိုအသေးကြောက်ကအော်တိုအီမြူးစစ်တာတွေပေါ့ အားလုံးပုံမှန်ပဲ။အော်။ပုံရင်ဖော်စစ်ဆေးမှုတွေ CT တို့ MRI တို့ပေါ့။အဲ့ဒါတွေကလည်းဦးနှောင်းနဲ့ကြောရုံမှာဘာမှထူးခြားတာမပြဘူး။အာယုံကျော်စစ်ဆေးမှုတွေလုပ်ကြည့်တာတောင်ပုံမှန်ပဲ။ဟင်။ဒါဆိုဘလို့လို့ယောဂအမြင်တက်လဲ။နောက်ဆုံးမှာတော့လေအယိုးစကန်ဖတ်ကြည့်လိုက်တဲ့အခါမှာဘယ်ဘက်လမောင်းမှာညာဘက်ထက်တွေးစီးစစ်မှုတိတိတသာပိုများနေတာကိုတွေ့ရတယ်။တွေးစီးစစ်မှုများနေတာအဲ့ဒါကဘာကိုပြတာလဲရှင်။အဲ့ဒီတွေးရှိချက်ကအရေးကြီးတယ်ခရက်။ CRPS လို့ခေါ်တဲ့ Complex Regional Pain Syndrome မှာဆိုရင်လေထိခိုက်ထားတဲ့နေရာဒီဝိုင်းမှာအာယုံကြောစိနစ်ရဲ့ပုံမှန်မဟုတ်တဲ့တုံ့ပြန်မှုတွေဖြစ်လာတယ်။အဲ့ဒီခါရောင်ရောင်မှုတွေဖြစ်လာပြီးသွေးကြောတွေလှုပ်ဆောင်မှုတွေပါပြောင်းလဲသွားတတ်တယ်။อืมဒီလိုသွေးစီးဆင်းမှုများနေတာကအဲ့ဒီလိုရောင်ရောင်မှုထစ်ဆင်းကို ထောက်ပြနေတာပါ။ဒီအချက်ရဲ့လူနာရဲ့ရဇဝင်နဲ့လက္ခဏာတွေအထူးသဖြင့် အထီးမခန်းနဲ့လောင်းနာတာအယောင်ပြောင်းတာယောင်ရမ်းတာဒါတွေကိုပေါင်းဆက်ပြီးတော့ complex regional pain syndrome CRPS type 1လို့ယောဂအမိတန်နိုင်ခဲ့ပါတယ်။အော် CRPS type 1ဟုတ်ပါတယ်။ဒါကထိခိုက်တန့်ရတခုရဲ့ not ဆက်တွဲအနေနဲ့ဖြစ်လာနိုင်တဲ့အာယုံရောစနစ်ရဲ့ချုပ်ထွေပြီးနားလည်ရခက်တဲ့တုံ့ပြန်မှုတစ်ခုပေါ့လေ။ကုသမှုကတော့ဘလို့စီစဉ်ခဲ့လဲရှင်။ချုပ်ထွေမှုမယ်နော်။ ကုသမှုကလည်းရှုပ်ထွေးပါတယ်။ဂေဘပန်တင်လိုမျိုးအာယုံကျော်နာကျင်မှုကိုတတ်တာစေတဲ့ဆေးတွေတုံးရတယ်။နာကျင်မှုတတ်တာအောင်အာယုံကျော်ပိတ်ဆို့ကုသမှု nerve blocks တွေလုပ်ရတယ်။ဟုတ်ကဲ့။ယေဂီတာကကာယကုထုံ physiotherapy နဲ့စိတ်ပိုင်းဆိုင်ရာပန်းပိုးကုသမှု psychotherapeutic support တွေလည်းတပြိုင်တည်းလုပ်ဖို့လိုအပ်ပါတယ်။အင်းစိတ်ပိုင်းဆိုင်ရာကုထုံမှာလိုတာပေါ့။ဟုတ်ပါတယ်။နာဘီ၊ तू မအရက်တော့တုံမှုပြဿနာအနည်းငယ်ရှိတာကြောင့် အကြံဉာဏ်ပေးကုသမှုခံယူဖို့လည်းလွယ်ပြောင်းပေးခဲ့ရပါတယ်။ဒီဖြစ်ဖြစ်ကတတိပေးနေတာကတော့တကယ်ပဲနော်လက်ကဝဲအတားလောက်လေးကနေ CRPS လိုမျိုးနာရာရှိနာခြင်းမှုငရေခန့်အထိဖြစ်သွားနိုင်တယ်ဆိုတာပါပဲ။တေးတယ်လို့မထင်လိုက်ပါနဲ့ဆိုတာမျိုးပဲ။မှန်ပါတယ်။ပြီးတော့လူနာကိုကုသတဲ့အခါ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာလူမှုပတ်ဝန်းကျင်အခြေအနေတွေပါထည့်သွင်းစဉ်းစားပြီးပတ်စုံကုသဖို့ဘလောက်အရေးကြီးတယ်ဆိုတာကိုလည်းပြနေတယ်လို့ပါပဲအတိကျပါပဲရှုပ်ထွေးတဲ့နာကျင်မှုတွန့်ပြန်မှုကြောင်ပြိုခဲ့ပြီးပြီဆိုတော့အခုတခါကုသမှုကိုယ်တိုင်ကပေါ့လေမထင်မှတ်တဲ့ပြဿနာတွေဘလို့ပေးနိုင်လဲဆိုတာစေဝါပေးထွာဆိုဂျိုကိစ်ခုနဲ့ဆက်ကြည့်အောင်ဗျာဩစိတ်ဝင်စားစင်ပါပဲစေကြောင်ဖြစ်တဲ့ပြဿနာပေါ့ဒီတခါဘသူအကြောင်းလဲရှင်ဒီတခါကတော့အသက်35နှစ်အရွယ် ဆောက်လုပ်ရေးလုပ်သားအမျိုးသားကျူဦးပါခင်ဗျာလွန်ခဲ့တဲ့နှစ်လလောက်ကစပြီးခေါင်းကိုက်တာနဲ့ဘဲဘက်မျက်လုံးနှာကျင်တာတွေဖြစ်လာတယ်ဟုတ်ကဲ့မက်ဆီဆီယန်ဝန်နဲ့ပြကြည့်တော့မျက်လုံးကြောသားရောင်ရမ်းမှု ocular myositis လို့သတ်မှတ်ပြီး prednisolone ဆိုတဲ့ steroid ဆေးကိုပမာဏမြန်များနဲ့စတင်ကူတာခဲ့တယ်အစပိုင်းမှာတနေ့ကို party mg တောက်ခိုင်းပြီးနှာကျင်မှုတက်တာအောင် coding phosphate ကိုလည်းပေးခဲ့တယ် prednisolone steroid ဆိုတာကတော့ ရောင်ရမ်းတာတွေအတွက်တော်တော်လေးစွန့်ထက်တဲ့ဆေးဆိုတာသိကြပါတယ်လေသူ့ရဲ့မျိုးလုံးနာတာတွေရောသက်သာသွားလားဟုတ်ကဲ့ခေါင်းကိုက်တာနဲ့မျိုးလုံးနာတာတွေအရောသက်သာသွားပါတယ်ဒါပေမဲ့နောက်ထပ်ပြဿနာတွေပေါ်လာတယ်ဩဘယ်လိုပြဿနာတွေလဲလွန်ခဲ့တဲ့မနက်ပတ်လောက်ကစပြီးအဲ့လိုမရတဲ့ပြဿနာအကြီးကြီးဖြစ်လာတယ်ပြီးတော့လွန်ခဲ့တဲ့လပိုင်းတွေအတွင်းမှာကိုယ်အလေးချိန်တွေတက်လာတယ်အစားကိုလည်းအရင်စားခြင်းစီဖြစ်နေတယ်อืมအိမ်မီပြောတာဝါတာအစားပိုစားတာဟုတ်တယ်ဒါ့အပြင် အလောက်ကလည်းလေးလားလောက်နားထားရတော့ငွေကြီးရင်းနဲ့အနာကအတွက်အရန်ကိုစိုးရင်ပူပန်နေတယ်စိတ်တလည်းတက်ကြွမှုမရှိဘူးဖြစ်နေတယ်လို့ဆိုတယ်သူ့မှာအရင်ကစိတ်ရောဂါရာဇဝင်မရှိဘူးကြမ်းမရွေးလဲကောင်းခဲ့တယ်ဆိုတော့ဒီလက္ခဏာအတစ်တွေကစိတ်ဝင်စားစရာပဲအိမ်မပျော်တာစိတ်ပူတာဝါတာအစာပိုစားတာဒါတွေကဘာကြောင့်ဖြစ်လာနိုင်တာလဲရှင်ဒီနေရာမှာစတီရွိုက်ဆေးရဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကိုအဓိကစဉ်းစားရပါမယ် ဖရနီဆလုံလိုစတီရိုက်ဆေးတွေကိုပမာဏများများအချိန်တိုင်းတာတစ်ခုထိသုံးဆွဲတဲ့အခါမှာလေစိတ်ပိုင်းဆိုင်ရာနဲ့ခန္ဓာကိုယ်ဆိုင်ရာဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်ခြေရှိပါတယ်။ဟုတ်ကဲ့။အဖြစ်များတာကတော့စိတ်ခံစားမှုပြောင်းလဲမြန်တာ၊အိမ်မပျော်တာ၊စိတ်တိုးလွယ်တာ၊စိတ်တက်ကြတာတွေပေါ့။ပိုဆိုးတဲ့အခြေအနေမှာဆိုရင်စိတ်ကြွရောဂါ၊မီနီယာဒါမှမဟုတ်စိတ်ဖောက်ပြန်တဲ့အထိ psychosis ဖြစ်ပေါ်နိုင်ပါတယ်။အော်စိတ်ဖောက်ပြန်တဲ့အထိတောင်ဖြစ်နိုင်တာလား။ဟုတ်ပါတယ်။ ကိုလေးချိန်တက်တာ အစားစားခြင်းစိတ်များတာတွေကလည်းစတီရော့ရဲ့လူတိများတဲ့ဘေးထွက်ဆိုးကျိုးတွေထဲမှာပါပါတယ်။ဒါပေမဲ့သူ့မှာအလို့မရှိလို့စိတ်ဖိစီးတာနာရရှည်နာခြင်းမူကြောင့်စိတ်တက်ကြလာတယ်လေရှိနေနိုင်တာပဲမဟုတ်လား။ဆေးကြောင့်ချီးပယ်လို့တက်အပ်ပြောဖို့ဘလောက်ခိုင်မှလဲဒီနှစ်ခုကိုဘလို့ခွဲခြားကြည့်မလဲရှင့်။အဲအဲ့ဒါရန်ကောင်းတဲ့မိကုန်းပါပဲ။အဲ့ဒါကိုခွဲခြားသိဖို့ကတကယ်အရေးကြီးပါတယ်။လူနာရဲ့ငကိုအခြေအနေသူ့ရဲ့စိတ်ဖိစီးမှုတွေကလည်း ဒီလက္ခဏာတွေကိုတက်ရောက်မှုရှိနေမှာသိကြပါတယ်။ဒါပေမဲ့စဉ်းစားရမှာကဒီလက္ခဏာတွေပေါ်လာတဲ့အချိန်မှာအချိန်ကြည့်ရမှာဘလို့ဟုတ်တယ်။ steroid ဆေးစားတော့ပြီးသိမကြခင်မှာပေါ်လာတာလား။ဆေးပမာဏတိုးလိုက်ချင်းလျော့လိုက်ချင်းနဲ့ဆက်ဆက်မှုရှိနေလားဆိုတာတွေကိုကြည့်ရအောင်ပါပါ။ဒီလူနာမှာဆိုရင်ဆေးစားတော့ပြီးနောက်ပိုင်းမှာဒီပြဿနာတွေထပ်ပေါ်လာတာဖြစ်တဲ့အတွက်ဆေးရဲ့ဘေးထွက်ဆိုးကျိုးဖြစ်ဖို့ဖြစ်နိုင်ကြီးပိုများတယ်လို့ယူဆရပါတယ်။အင်းဆေးအဝယ်အနေနဲ့ကတော့ ဒီဖြစ်နိုင်ရည်တွေကိုလူနာနဲ့ပွင့်ပွင့်လင်းလင်းဆွေးနွေးရမယ်။ပြီးတော့လိုအပ်ရင် စေပမာဏကိုတစ်ဖြည်းဖြည်းလျှော့ချတာ။ဒါမှမဟုတ်စိတ်အခြေအနေကိုထိန်းကြီးပြင်မဲ့တခြားကုသမှုတွေထပ်ပေါင်းထည့်တာမျိုးလုပ်ဆောင်ရနိုင်တယ်ပေါ့လေ။ဒီ case ကနေရလိုက်တဲ့အဓိကအချက်ကတော့ဆရာဝန်ညွှန်ကြားချက်နဲ့တော့ရတဲ့စေဒီ အထူးသဖြင့် steroid လိုပူမနာများများသုံးရတဲ့ဆေးတွေဟာမူလယောဂါကိုကုသပေးနိုင်တယ်လို့ပဲမထင်မထောက်တဲ့စိတ်ပိုင်းဆိုင်ရာနဲ့အဖြူမူဆိုင်ရာပြောင်းလဲမှုတွေကိုလည်းထစ်စေနိုင်တယ်ဆိုတာပါပဲဟုတ်ပါတယ်ဒါကြောင့်ဆေးစားဖေးခြင်းဆေးချိန်ညှိချိန်တွေမှာလူနာကိုအနီးကပ်စောင့်ကြည့်လေ့လာဖို့လိုအပ်တယ်ဆိုတဲ့သင်ခန်းစာရလိုက်ပါတယ်ရှင်ဆေးဝါးလို့ပြင်ပအကြောင်းတရားတွေကမထင်မထက်တဲ့လက္ခဏာတွေပေးနိုင်တယ်လို့ပဲပေါ့လေအကုံလိုက်တာဆိုပြီးလူတိုင်းလိုလိုခံစားမှုတွေ ဝေဒနာမျိုးရဲ့နောက်ွယ်ကအကြောင်းရင်းကလည်းထင်ထားရတဲ့ပိုးရှုပ်ထွေးနေတာပါပဲအခုတခါအဲ့လို case တစ်ခုကြည့်အောင်လားဟုတ်ကဲ့ကြည့်အောင်အာဟင်ကုန်ခံရတဲ့ဆိုတာတော်တော်လေးအဖြစ်များတဲ့ပြဿနာပဲဘလိုလူနာမျိုးလဲရှင်အသက်25နှစ်ရွယ်ယောဂဆရာမလေးတယောက်ပါ तू ကတက်တက်လို့စားတယ်ပုံမှန်အဖင်းတော့ကျန်းမာရေးကောင်းတယ်လို့ဆိုပါတယ်ဟွန်းဒါပေမဲ့လွန်ခဲ့တဲ့၄လလောက်ကစပြီးအမြဲတမ်းအာဟင်ကုန်ခံတယ်လို့ခံစားနေရတယ် ီးတော့စိတ်လဲနေနေကြတယ်လို့ထင်နေတယ်တဲ့။တွားလေသမာယောကျစီးကုသက်မှုထက်တခြားကုထုံတွေကိုပိုယုံကြည့်သူမို့အာဟာရပညာရှင်တယောက်နဲ့ပြတာနေတာပါ။အော် alternative therapy သမားပေါ့။ဟုတ်ပါတယ်။အဲ့ဒီအာဟာရပညာရှင်ကသူ့မှာတိုင်းရိုက်အာနေနေတယ်လို့တန်တရားရှိတာကြောင့်ဆရာဝန်နဲ့ပြတာဖို့လွဲလိုက်တာထွက်ပါတယ်။အာဟာရပညာရှင်ကတိုင်းရိုက်လို့တန်တရားရှိတယ်ဆိုတော့စိတ်ဝင်စားစရာပဲ။သူ့ဘာလက္ခဏာတွေခံစားနေရသေးလဲ။အာကုန်တာပြင်ပေါ့။ ူကမလာလောက်ကတွေကဘီလို့ဖြစ်နေတာလို့ပြောတယ်သူကိုယ်လည်းကလည်းယာဒီဥဒုအလိုက်စိတ်တကြရတဲ့ seasonal affective disorder ဆိုရတာကယာဒီဥဒုအုံမိုင်းတဲ့ဆောင်းတွင်းလိုအခြေအနေမှာစိတ်ကြရတဲ့အခြေအနေ အပြစားမျိုးရှိနိုင်တယ်လို့ထင်နေတယ် SAD ဟုတ်ကဲ့ပြီးခဲ့တဲ့ဆောင်းတွင်းကအပေါ်ပိုင်းအသက်ရှူလန်းကြောင့်ဘိုးဝင်တာနှစ်ခါဖြစ်ခဲ့တယ်ဒါကသူ့အတွက်တော့တိမဖြစ်သူပေါ့နော် အလုတ်ကလည်းအများများနေတယ် သူနဲ့သူ့ဤစားကအိမ်ဝဲပုံငွေစုနေကြတာကိုပြီးခဲ့တဲ့ဇူလိုင်လနောက်ပိုင်းအားလိုက်ရလက်မရသေးဘူး။အင်းအလုတ်များစိတ်ဖိစီးမှုများပေါ့။ဟုတ်တယ်။ဒီလိုအားကုန်တာနဲ့စိတ်တကြသလိုခံစားရတာကလွဲရင်တခြားပါလက္ခဏာမှမရှိဘူးလို့ဆိုပါတယ်။သူ့ရဲ့အာဟာရပညာရှင်ကစစ်ခိုင်းထားတဲ့သွေးစစ်ချက်အဖြေတွေကတော့ဘလို့ရှိလဲရှင်။ thyroid ကိုထောက်ပြနေလား။သွေးစစ်ထားတာတော့ရှိတယ်။ဒါပေမဲ့အဲ့ဒါကပြန်ပတ်တာခွဲခံမှစစ်ထားတာ။အဖြေတွေရာ သိုက်ရိုက်ဟော်မွန် T4 နဲ့ T3 ကပုံမှန်အဆင့်ရဲ့အောက်ဆုံးနားမှာကနေတယ်။အော်နင်းနေနေနေတာပေါ့။ဟုတ်ကဲ့။ဒါမဲ့ TSH လို့ခေါ်တဲ့ thyroid gland ကိုလုံဆော်ပေးတဲ့ဟော်မွန်ကတော့ပုံမှန်စစ်မှာပဲရှိပါတယ်။သွေးအားနည်းရောဂါစစ်တာလဲပုံမှန်ပဲ။ဟုတ်ကဲ့။ဆရာဝေက thyroid အားနည်းခြင်း hypothyroidism ရဲ့တကယ့်လက္ခဏာတွေဖြစ်တဲ့အရေးပြားနဲ့ဆံပင်ချောက်တာဝမ်းချုပ်တာ ကိုလေးချင်းတတ်တာ အရေးတန်မခံနိုင်တာတွေရှိသလားလို့တေချာမင်းကြီးတယ်။ဒီမျိုးတမိမှအဲ့ဒီလက္ခဏာတွေတခုမှမရှိပါဘူး။ဒါဆိုရင် T4 T3 နည်းနည်းနေနေပြီမြင့် TSH ပုံမှန်ဖြစ်နေတယ်။ပြီးတော့တခြား thyroid လက္ခဏာတွေလည်းမရှိဘူးဆိုတော့ thyroid ကြောင့်မဟုတ်နိုင်ဘူးမို့သူရဲ့အားကုန်ရရဲ့အကြောင်းရင်းကတခြားဘာဖြစ်နိုင်မလဲ။မှန်ပါတယ်။အာရင်ကုန်ခန်းတယ်ဆိုတဲ့လက္ခဏာတစ်ခုတည်းကအပြေရှားဖို့မလုံလောက်ပါဘူးဒီမျိုးတမိရဲ့အခြေအနေမှာ ဖြစ်နိုင်ခြေတွေအများကြီးစဉ်းစားရမယ်ခင်ဗျာဟုတ်ကဲ့တစ်ချက်ကတော့နေထိုင်မှုပုံစံပေါ့အလို့အယံများတာအနာမရတာအင်းဝယ်ဖို့စိတ်ဖြစည်းမှုတွေကအဓိကအကြောင်းရင်းဖြစ်နိုင်တယ်ဟွန်းဒါကဖြစ်နိုင်ခြေများဆုံးပဲဟုတ်တယ်နောက်တစ်ခုက SAD ပေါ့သူကိုယ်တိုင်တန်ကြချီနေတယ်ရာသီလိုက်စိတ်တကြတာကလည်းဖြစ်နိုင်ခြေတစ်ခုပဲပြီးတော့ post viral fatigue လို့ခေါ်တဲ့ ဖြီးခဲ့တဲ့အတက်ရှူလမ်းကြောင်းပိုးဝင်မှုတွေရဲ့နောက်ဆက်တွဲအားနေတာမျိုးလည်းဖြစ်နိုင်တယ်။အော်ဗိုင်းရပ်စ်ကြောင့်အားကုန်တာမျိုးဟုတ်ပါတယ်။နောက်အဟာရပေါ့။တက်တက်လစာတူဆိုတော့တန်တတ်ဗီတာမင် B12 ချို့တဲ့မှုစဉ်းစားရပါမယ်။သွေးစစ်ချက်ကပုံမှန်လို့ဆိုထားတယ်။နောက်ဆုံးကတော့စစ်တကြယောဂအားကုန်တာနဲ့သူစစ်တကြလို့ခံစားရတယ်ဆိုတော့အပျော်စားစစ်တကြယောဂလားဆိုရလေထက်စဉ်းစားရမယ်။ဖြစ်နိုင်ခြေတွေကတော်တော်များတာပဲနော်။ ဒီလိုအားကုန်တယ်ဆိုတာမျိုးကကျမတို့ပတ်ဝန်းကျင်မှာလည်းခဏခဏကြားနေရတာပဲဒါပေမဲ့အဖြေရှာဒီလိုခက်ခဲနိုင်တာကိုတော့တိတ်တည်းမထားမိကြဘူးဒီ case ကနေပါကိုအဓိကတတိပြုပါမလဲရှင့်အဓိကသင်ငန်းစာကတော့လေအာရင်ကုန်ခန်းချင်းလို့အဖြေများပြီးမတိကြတဲ့လက္ခဏာတစ်ခုကိုကနူတန်းတရားတစ်ခုဒီမှာဆိုအာဟာရပညာရှင်ရဲ့တန်ရိုက်တန်တရားပေါ့ဒါမှပေါ့ပုံမှန်အောက်ဆူနာကတ်နေတဲ့သွေးစစ်အဖြေတစ်ခုတည်း D43 ပုံမှန်ခြေခံပြီးကောက်ချက်မဆွဲဟုတ်ပါပဲဟုတ်ကဲ့ တခုတည်းကွန်ကြည့်ပြီးမဆုံးဖြတ်ဖို့ပေါ့မမလူနာဒီယိုပြတဲ့ရာဇဝင်ဖြစ်အောင်သူ့ရဲ့နေထိုင်မှုပုံစံစိတ်ဖြစ်စည်းမှုအခြေအနေသူယုံကြည်တဲ့အကူထုံးတွေသူ့ရဲ့မျောလင့်ချက်တွေအားလုံးကိုပတ်စုံထောင့်ဆောင်ကနေတုံးတက်ဖို့လိုပါတယ်။တိုင်းရိုက်အာနေခြင်းရဲ့တကယ့်လက္ခဏာတွေရှိမရှိသေးချာစစ်ဆေးဖို့လိုအပ်ပြီးဒီမျိုးသမီးမှာမရှိတဲ့အတွက်တခြားကြောင်းရင်းတွေကိုပိုဦးစားပေးစဉ်းစားရမှာဖြစ်ပါတယ်။လူနာရဲ့ယုံကြည်မှုတွေနဲ့နေထိုင်မှုပုံစံတွေကယောဂရှာဖွေရမှာတကယ်ပဲအရေးပါတဲ့သေလွန်းစားတွေဖြစ်နိုင်တာပေါ့နော်။ ဟုတ်ပါတယ်ခုနကကစ်တီမာတော့ဒီလောက်ရှုပ်ထွေးပြီးပတ်စုံစဉ်းစားရမယ်ဆိုရင်အသက်ရွယ်ကြီးရလာလို့ခန္ဓာကိုယ်ရဲ့တွန့်ပြက်မှုတွေပြောင်းလဲလာယောဂမျိုးစုံဆေးမျိုးစုံကြီးကြုံလာတဲ့တကီးရွယ်ဦးတွေကိုပြုစုဆုံးရှောက်ရမှာပိုလို့တောင်ဂေယုဆက်ရမယ်အချက်တည်းရှိလာပြီပေါ့နော်တကယ်မှန်ပါတယ်ခင်ဗျာအသက်ကြီးလာတာနဲ့မြတ်ခန္ဓာကိုယ်ရဲ့ဆေးဝါးတွေကိုတွန့်ပြန်ပုံချီဖြတ်ပုံဆုံးထုတ်ပုံတွေကလူလက်ပိုင်းရွယ်တွေနဲ့မတူတော့ပါဘူးဟုတ်ကဲ့ဒါပြန် ယောဂတစ်ခုထပ်ပို့ပြီးရှိတတ်ကြတော့ဈေးတွေအများကြီးတောက်နေရတာပေါ်လီဖာမစီကလည်းအရန်အဖြစ်များပါတယ်။ဒါကြောင့်တက္ကီးရွယ်ဦးတွေကိုဈေးပေးတဲ့အခါအထူးသတိပြုရမယ့်အခြေခံမူတွေရှိပါတယ်။ဘလို့အခြေခံမူတွေကိုအဓိကလိုက်နာသင်ပါတယ်လေရှင်။အဲအရေးကြီးတဲ့အချက်တွေကိုပြောရရင်တော့ပထမဆုံးကဈေးများများတောက်တုံခြင်းပေါ်လီဖာမစီကိုသတိပြုပါ။ ရေဘူးရအဖြစ်စေးလေးငါမျိုးနဲ့အချက်တောင်းနေရပြီဆိုရင်စေးအချင်းချင်းတုံ့ပြန်မှုတွေဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်ခြင်းအရန်မြင့်တက်လာပါတယ်ဒီကိုပြန်သုံးသပ်ပြီး short chapter မြေကြိုးစားမယ်ဒုတိယအချက်ကခနာကိုရဲ့ပြောင်းလဲမှု pharmacokinetics ကို နားလည်ပါအသက်ကြီးလာတာနဲ့အမျှအသက်ရဲ့ဆေးချီးပြန်နိုင်စွမ်းကြောက်ကရဲ့ဆေးစွန့်ထုံနိုင်စွမ်းညော့ကြလာတတ်တယ်ဟုတ်ကဲ့ဒါကြောင့်ပုံမှန်လူငယ်လူလက်ပိုင်းပမာဏအတိုင်းပေးလိုက်ရင်ဆေးအာနိသင်လွန်ခဲ့ပြီးအဆေးအတော့ဖြစ်လာပါတယ် တတိယကတော့ start low go slow မူကိုကျင့်သုံးပါနည်းနည်းနဲ့စပြီးဖြည်းဖြည်းချင်းတိုးတာဟုတ်ပါတယ်ဆေးပေးတော့မယ်ဆိုရင်အနေဆုံးဖြစ်နိုင်တဲ့ပမာဏနဲ့စတင်ပြီးလူနာရဲ့တုံ့ပြန်မှုနဲ့ဘေးထွက်ဆိုးကျိုးတွေကိုတေချာစောင့်ကြည့်ရင်လိုအပ်မှဖြည်းဖြည်းချင်းပမာဏကိုတိုးမြင့်သွားသင့်ပါတယ်ကြထွက်ကြကဆေးပေးရခြင်းရဲ့ရည်ရွယ်ချက်ရှင်းလင်းပါစေစစ်စင်ကေပေးခြင်း prescribing cascade ကိုရှောင်ရှားပါ prescribing cascade အဲ့ဒါဘယ်လိုမျိုးလဲရှင်အဲ့ဒါကဆေးတစ်မျိုးစီကို ဘာကြောင့်ပေးထားလဲဆိုတာရှင်းရှင်းလင်းလင်းသိဖို့လိုလားပေါ့တခါလေးလေးယောဂအေအတွက်စေဘီပေးလိုက်ရကနေစေဘီရဲ့ဘေးကျွတ်ဆိုးကျိုးစီကိုကူဖို့စေဒီထပ်ပေးရတာမျိုးပေါ့ဩစေရဲ့ဘေးထွက်ဆိုးကျိုးကိုနောက်စေတလုံးနဲ့ထပ်ကူတာမျိုးဟုတ်ပါတယ်ဥပမာတွေးကြောစေကြောင့်ခြေတော့ရောင်းတာကိုစီးစေးထပ်ပေးရတာမျိုးပေါ့ဓာမျိုးတွေကိုတတ်နိုင်တဲ့များရှောင်ရရမယ်ပညမက ပုံမှန်ဆေးဝါးပြန်လဲသုံးသပ်မှု brown bag review လို့ပါ brown bag review အိတ်နဲ့ထဲလာခိုက်တလားဟုတ်ပါတယ်လူနာသုံးဆွဲနေတဲ့ဆေးတွေအလုံးဆရာဝန်ညိုးနိုင်ရော ကိုပါတော်ဝေတောက်တာတိုင်းရင်းဆေးအားဆေးအကုန်လုံးကိုအိတ်တလုံးနဲ့ထည့်လာခိုက်ပြီးပုံမှန်ပြန်လဲသုံးသပ်ဆစ်ဆေးတာမျိုးလုပ်သင့်ပါတယ်ဒါမှမလိုဟက်တာတွေပြဿနာဖြစ်နိုင်တာတွေကိုစောစောသိနိုင်မှာပါ နောက်ဆုံးတစ်ခုကဆေးမှန်မှန်တောက်ဖို့ concordance adherence ကုညီပါဟုတ်ကဲ့အသက်ကြီးရင်ဆေးတောက်ဖို့မေ့တာတော့ခတ်တာတော့ရှိတတ်တာပေါ့ဟုတ်ပါတယ်တက်ကြီးရွယ်ဦးတွေမှာမညံ့အားနေတာ အမြင်အယုံမကောင်းတာဆေးဘူးဖွင့်အားခက်တာဆေးအချိန်စရာ ရှုပ်ထွေးတာတွေကြောင့်ဆေးကိုညွန့်ကြားတဲ့အတိုင်းတောက်ဖို့အခက်ခဲရှိနိုင်ပါတယ်ဒါကိုရိုးရှင်းတဲ့ဆေးအချိန်စရာဥပမာတနေ့တကြင်နဲ့တောက်ရတဲ့ဆေးမျိုးရွေးတာမျိုးရှင်းလင်းတဲ့ညွန့်ကြားချက် စေးစီတဲ့ဘူး dozet box တုံးကိုင်းတာမိသားစုဝင်တမဟုတ်ပြုစုဆောင်ချုပ်သူကိုကူညီခိုင်းတာတွေနဲ့ဖြေရှင်းပေးနိုင်ပါတယ်ခင်ဗျာအေးဒီအချက်တွေအလုံးလားတချီးရွယ်အိုးတွေလိုအပ်တဲ့ကုသမှုတွေအကျိုးကျေးဇူးကိုအကေဝအရရှိစေဖို့တချိန်တည်းမှာပဲမလိုအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေအနေရည်တွေကိုရှော့ချဖို့အရန်အရေးကြီးတဲ့လမ်းညွှန်ချက်တွေပဲဖြစ်ပါတယ်နော်ဟန်ချက်ညီဖို့လိုတာပေါ့အတိအကျပါပဲကုသမှုရဲ့ထီရောက်မှု ဘေးခင်းမှုနဲ့လူနာအတက်လက်တွေ့ကြားမှုတွေကိုဟန်ချက်ညီညီဆောင်ရွက်နိုင်ဖို့ကအဓိကပါပဲခင်ဗျာဒီနေ့ကျမတို့ဆွံ့ရွက်ခဲ့တာဒီကိုပြန်ခြုံငုံကြည့်ရရင် CRPS case ကနေတာမန်လွတ်ထင်ရတဲ့ထိခိုက်တံရတစ်ခုကနေတောင်ဘလောက်အထိနာရာရှိ နာကျင်မှုဝေဒနာကိုခံစားရနိုင်လဲအာယုံကျော်စနစ်ရဲ့တွန့်ပြန်မှုကဘလောက်ရှုပ်ထွေးနိုင်လဲဆိုတာကိုတွေးခဲ့ရတယ်ဟုတ်ပါတယ် Steroid case ကနေဆိုရင်ကုတဖို့တုံးတဲ့ဆေးဝါးတွေရဲ့မထင်မှတ်တဲ့စစ်ပိုင်းဆိုင်ရာတယောက်မှုတွေကိုတတိကြီးချဖို့လိုအပ်ပုံကိုတိခေရလဲပေါ့ဟုတ်ပါတယ်နောက်ပြီးအိမ်ကုန်ခန်းတယ်လို့ခန်းစားတဲ့ယောဂဆရာမလေးရဲ့ case ကနေဖြစ်များတဲ့လက္ခဏာတခုတွေကိုကြည့်ပြီးကောက်ချင်မဆွဲပဲလူနာရဲ့ဘဝနေထိုင်မှုပုံစံစိတ်ဖြစ်မှုယုံကြည်မှုတွေပါပဲပပောင်းဆောင်ကနေစဉ်းစားသုံးသပ်ဖို့အရေးကြီးပုံကိုမြင်ခဲ့ရတယ်ဟုတ်ကဲ့ နောက်ဆုံးညနေတက္ကသိုလ်ရုပ်တွေကိုစေဝါကူတာမှုပေးရမှာ start low go slow လို့အခြေခံမှုတွေစေးများများသုံးဆွဲခြင်း NDA တွေစေးမမှန်တောက်ဖို့ကူညီပေးရမယ့်နည်းလမ်းတွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်ခင်ဗျာဒီအချက်တွေအားလုံးကလေနိုင်စဉ်ကြုံတွေ့နေရတဲ့ဂျမကြီးပြဿနာတွေနှုတ်ွယ်ကရှုပ်ထွေးမှုတွေလူနာတူးချင်းစီရဲ့ကွဲပြားတဲ့လိုအပ်ချက်တွေကိုဘလို့ချင်းကအဖြေရှာရမလဲဆိုတော့တကယ်အဖို့ရန်တွေအသွေးမြင့်တွေကိုပေးဆွမ်းလိုက်လိမ့်မယ်လို့ညွှန်လင့်ပါတယ်ရှင် နောက်ဆုံးအနေနဲ့နားထောင်သူတွေကိုစဉ်းစားစရာလေးတစ်ခုချန်ထားခဲ့ခြင်းပါတယ်ခင်ဗျာဒီနေ့ဆွေးနွေးခဲ့သလိုမျိုးပါလေ CRPS လို့ရှုပ်ထွေးတဲ့ခဏကိုရဲ့သုံးပြန်မှုတွေဒါမှမဟုတ် steroid ကြောင့်စိတ်အခြေအနေပြောင်းလဲသွားတာလိုမျိုးစေဝါပေးထွက်ဆိုးရိုးတွေထစ်နိုင်ခြင်းရှိတယ်ဆိုတာကိုကြိုအထိန်နားလည်ထားခြင်းကအင်းအမှန်လို့တင်ရခဲ့ကြမှာဤပြဿနာတွေဒါမှမဟုတ်ဆေးကုသမှုတွေကိုကျွန်တော်တို့ချင်းကတ်ပုံရှုမြင်ပုံကိုဘယ်လိုများပြောင်းလဲသွားစေနိုင်မလဲ မစ္စရှိမှာမင်းရတာတဲ့ပိုပြီးနည်းနည်းချီရှုဖို့မင်းဝန်ထုတ်ဖို့လိုအပ်ကြောင်းအတိပေးရတဲ့ပဲဒီဆွေးနွေးမှုကိုအဆုံးသတ်ချင်ပါတယ်ခင်ဗျ